စကိုင်းပြည်လောက်ကိုနိုစီကနေတိမ်မောင်းထောင်ချီတန်းတဲ့ဆင်းရွှေနာတစ်ခုပြန်ယူလို့မရဖြစ်နေတဲ့ဒုက္ခတိုင်းမောသမီးငယ်နှင်းစီလေးဝင်ဒုက္ခတိုင်းမောဆင်းရွှေနာဆိုင်ကစကိုင်းပြည်လောက်ကိုနိုရဲ့အောက်ဆုံးထပ်မှာဖွင့်လှစ်ထားတာပါအောက်ဆုံးထပ်မှာဆိုင်ဖွင့်ထားပြီးတော့လေးတက်မှာမိသားစုဝင်တွေကနေထိုင်ကြတာဖြစ်ပါတယ်မလာ၂၈ရက်နေ့မှာငနေလောက်တဲ့အချိန်မှာအောက်ကဆိုင်ကဝင်နေနေရှိနေတာဖြစ်ပြီးတော့မိသားစုဝင်၄ယောက်လုံးကတိုက်ခန်းနေမှာပါတိုက်ခန်းနေမှာထပ်ပြေးချိန်မရဘဲနဲ့ပိုင်းရှင်မျိုးသမီးနဲ့တူ သမီးချင်းမိသားစုဝန်ထမ်းတွေကပါတိုက်ပြိုတဲ့ထဲပါသွားကြတာပါဒုက္ခတိုင်းပေါင်းဆေးရွှေနာဆိုင်ပစ္စည်းတွေကလည်းတိုက်ပြိုတဲ့အောက်မှာရှိနေကြပါရီလူတွေအားလုံးလည်းကွယ်လွန်ခဲ့ရတယ်လို့ဘာပစ္စည်းမှလည်းယူချိန်မရပါဘူးအခုလက်ရှိအချိန်မှာကွန်တိုပြိုကြတဲ့ထဲမှာအသက်ရှင်သူမရှိတော့ဘူးလို့ယူဆလိုက်ပြီးဖြစ်တဲ့အတွက်တိုက်တစ်ခုလုံးကိုဖြိုချနေတာအသင့်ရှိလုပ်နေကြပါပြီဒီချိန်အထိကိုမှကြံရည်ခဲ့တဲ့သမီးငယ်နှိစီလေးဝင်းတွေဖခင်ဖြစ်သူတို့မှပစ္စည်းတွေကိုယူနိုင်ခြင်းမရှိသေးပါဘူးကိုရိုင်းသိန်းစင်းကယူခွင့်လည်းမပေးထားဘူးလို့သိရပါရီဒါပြင်ကွန်တိုရဲ့တာဝန်ရှိသူတွေဟာအုပ်ပုံတွေကိုကားနဲ့တင်နေကြပြီးဖြစ်ပါရီ ဒီစားရီကိုတည်သွားပြီမလို့ပစ္စည်းတွေပြန်ရဖို့ဆိုတော့မသိကြတော့ပါဘူး။အနာကိုလည်းကက်ခွင့်မပေးသလိုရှောင်းခဲမပေးတဲ့ Sky Villa ကိုလို့ကြောင့်ဒုက္ခတိုင်းမမီသားစုဝေးနေကသူတို့ရဲ့တိမ်းမောင်းထောင်ချီတန်းတဲ့ပစ္စည်းတွေကိုတစ်ခုလေးတောင်မှပြန်မရသေးတာပါ။ငလင်းချောင်းပြိုသွားတဲ့အချိန်မှာ Sky Villa ကွန်ထရိုးဘက်ကနေဒုက္ခတိုင်းမမီသားစုပိုင်းနဲ့စိတ်ထဲပစ္စည်းတွေနဲ့လက်ဝဲနာပုံနဲ့ကိုပါပြပါဆိုပြီးတော့တောင်းခဲ့ပါသေးတယ်။ဒါကြောင့်မလို့ဒုက္ခတိုင်းမမီသားစုဘက်ကတိုက်ပြိုကြတဲ့အထက်မှာပြမိနေတဲ့ပစ္စည်းတွေကိုတေချာလေးပုံခွဲကြကာပို့ပေးခဲ့ပါရင်။ဒါပေမဲ့တကယ်တမ်းပစ္စည်းလာယူဖို့ပြောတဲ့အချိန်မှာပစ္စည်းတွေကတစ်ခုမှတေချာပြန်မရ ရခဲ့ပါဘူး။ပုံနဲ့တကွာပို့ပေးတဲ့တံပိုးကြီးပစ္စည်းတစ်ခုမှပြန်မရလိုက်ပဲတမင်းငယ်ဖြစ်စိုးမနီစီလင်းဝဲရဲ့ passport နဲ့ပြီးချူရုံနှစ်ခုသာပြန်ရရှိတာပါ။ပုံနဲ့ပြခဲ့တဲ့တိမ်မောင်းထောင်ချီတန်ပစ္စည်းတွေကိုတော့ပြန်ပေးခြင်းမရှိတဲ့အတွက်ချင်းအစ်တက်မိသားစုဝင်တွေမှခံပြင်းနေကြပါရည်။ဒါပြင်ခုလက်ရှိမှာတိုက်တလုံးကိုဖြိုချကာရှင်းလင်းနေပြီဖြစ်ပါရည်။ဒါကြောင့်မလို့ပိုင်ရှင်နေဖြစ်တဲ့ဒုက္ခတိုင်းမောင်းမိသားစုဝင်နီစီလင်းဝဲနဲ့ဖခင်ဖြစ်သူတို့ဟာသူတို့ရဲ့တိုက်ခန်းနေရာမှာပစ္စည်းတွေကိုရှာခြင်းနဲ့လို့ခွင့်တောင်းခဲ့ပါရည်။ ဒါပေမဲ့ဘယ်တစ်ခုကမှရှာခွင့်မပေးသလိုအနားလဲကက်ခွင့်မပေးပါဘူး။ဘေးနားကိုလည်းပေးမကန့်တဲ့အတွက်ဘာပစ္စည်းကိုမှပြန်မရပဲနေဖြစ်နေတာပါ။ ကြပြင်အခုဆိုရင်တော့ကိုတို့ကိုရှင်းလင်းရေးတွေကစတင်နေပါပြီ။ညီတွေကိုကားရီနဲ့တင်နေတာမလို့စိတ်နေပါပါသွားနိုင်တယ်လို့ဒုက္ခတိုင်မုံမိသားစုဝင်တွေကတော့ယူဆနေကြပါရီ။တကယ်သာပါသွားပြီဆိုရင်တော့သူတို့အနေနဲ့ရင်ခွဲကြရမှာပါ။မိသားစုဝင်၄ယောက်လုံးကိုလည်းတပြိုင်တည်းဆုပ်ရှုပ်ရတဲ့ပြင်စုဆောင်းထားသမျှစီးစိမ်တွေကိုဆုပ်ရှုပ်ရမယ်ဖြစ်နေရင်ဆိုင်နေကြပါရီ။ဒုက္ခတိုင်မုံမိသားစုဝင်တွေတာမကအခြားမိသားစုဝင်တွေလည်းဘာပစ္စည်းမှရှာခွင့်မရှိဘူးလို့သိရပါရီ။ Sky Mila ကွန်ဒိုစီကနေတိမ်မောင်းထောင်ချီတန်နဲ့စင်ရွှေနာတို့ကမှပြန်ယူလို့မရပဲဖြစ်နေတဲ့ဒုက္ခတိုင်မုံသမီးငယ်မနှင်းစီလုံးဝင်ပေါ်မှာပြိတ္တ က်တို့ရဲ့အမြင်လေးကိုရှိခင်ရင်လည်းပြောခဲ့ပေးပါအောင်ရှင်။အဆုံးထိကြည့်ရှုပါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစေဝင်စားစရာကောင်းတဲ့ဆယ်လေးလေးနုပညာရှင်တွေရဲ့ဒီနေ့တို့ပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မေ့ကြပါနဲ့အောင်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလေးကိုစိတ်နှလုံးရွှေလန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါရင်လည်း ဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ခဲ့ကြပါရင်အာဘိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါရစေတော့နောက်နေ့ဒီမှာပြန်လေးဆုံတွေ့ကြရအောင်ပါ